ကံတရားတွေကဘယ်မှကိမ့်နေတာလားနှလုံးထဲမှာကိမ့်သလားနှလုံးထဲမှာကိမ့်ရင်နှလုံးခုန်ရပ်သွားလို့ရှင်နှလုံးဆိုတာတည်သွားရင်မီးရှို့တဲ့ထဲပါသွားမှာနောက်မှဘလို့လွတ်လိုက်အဲ့လိုမဟုတ်ရင်အုံနောက်ထဲအုံနောက်ဆိုတာလည်းဂျမ်းဖြစ်သွားတာရှိသေးတယ်ဟာအစိုင်းမဖြစ်ရင်ဒီဘဝထဲမေ့သွားပြီအဲ့တော့ကံတရားပဲသွားနေအုံနောက်မကောင်းတော့ဘူး သိလို့ရှိရင်လည်းမီးရှို့ပြလိုက်တယ်ဒီအုံနောက်ကပါးပြအကြောင်းရှိပြန်အဲ့တော့ကံဟာဘယ်မှာတည်ရှိဘယ်မှာဟို remain ဖြစ်နေတယ်လဲဘယ်မှာတည်ရှိတယ်လဲလို့ပြောမှာစိတ်အစင်မှာရှိတယ်စိတ်အစင်ဆိုတာဘယ်တော့မှပြတ်တော့မသွားဘူးစိတ်အစင်ဟာတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဆက်နေ mental processor တဏှာဟောက တန်တရာဘဝမှာစတဲ့အချိန်ကစပြီးနိဗ္ဗာန်ရသည့်အထီအောင် mental process ကပြတ်သွားတာနှစ်နေရာပဲရှိတယ်ဒါတောင်ခိတ္တပြတ်တာဘယ်နေရာတော့ဆိုလို့ရှိရင်ဆန်ဆွမ်းအားနဲ့တမာရီဆွမ်းအားနဲ့စိတ်ကိုယုံမုံပြီးတော့တရားအထုတ်လို့အောင်မြင်သွားလို့ရှိရင်အတ္တညတ်ဘုံဆိုတဲ့စိတ်မဲ့တဲ့ဘဝမျိုးရောက်သွားတာကဘာ900ဒါလည်းပဲ post